ကျိုင်းတုံမြို့၌အစင်းမြင့်အိမ်တွင်မူစစ်ချုပ်တင်တန်းအမှတ်စဉ်30တင်တန်းဖွင့်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေဆက်ရေးရဝင်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကိုကဲမှုအောက်ရှိအမျိုးသမီးအိမ်တွင်မူတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကျိုင်းတုံ၏အစင်းမြင့်အိမ်တွင်မူစစ်ချုပ်တင်တန်းအမှတ်စဉ်30တင်တန်းဖွင့်ပွဲကိုအောက်တိုဘာ29ရက်ကအဆိုပါကြောင်းခမ်းမ၌ကျင်းပခဲ့ပါတယ်။တင်တန်းဖွင့်ပွဲတွင်တရိကန်ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမူ ဘိုးချုပ်စိုးလိုင်ကတင်နန်းဖွင့်အမှာစကားပြောကြပြီးတင်နန်းကြောင်းတွင်ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ထို့နောက်အမျိုးသမီးအိမ်တွင်မှတက်မွေးလုပ်ငန်းတင်နန်းကြောင်းကျိုင်းတုံကျောင်းအုပ်ဒေါ်နန်းယုံကတင်နန်းဆိုင်ရာချက်လက်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက်တိုင်းမှုနှင့်အဖွဲ့ဝင်များပြည်내အစိုးရအုပ်ချုပ်ရေးအဖွဲ့ကရှမ်းရှိဥက္ကဋ္ဌဦးတင်လင်းနှင့်အဖွဲ့ဝင်များပြည်내ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာကြီးကဲများနှင့်တာဝန်ရှိသူများကတင်နန်းနီးပြများနှင့် တင်နန်းသူများအားယင်းနီနီလိုက်လံနှုတ်ဆက်၍ခင်းကျင်းပြသထားသည့်တင်ထောက်ကူပစ္စည်းများကြည့်ရှုအားပေးကြပါရယ်အဆိုပါတင်နန်းသူတင်နန်းသူ30ဦးတက်ရောက်ပြီးရက်သက်တစ်ပတ်22ပတ်ကြာခွင့်လှစ်တင် जा ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါရယ်ခမညာ